အားလုံးပဲမင်္ဂလာပါအဖျိုးကွေးရှင်ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 59ဖြစ်ပါတယ် which of the following is a explanation of an audit work paper တဲ့အဲ့တော့ audit work paper ရဲ့ explanation ကိုမေးထားပါတယ်เนาะရှင်းပြချက်ကိုမေးမေးထားပါတယ် နမိတ်အေကကြတော့ A compilation of the information security promissory letter that is presented to the audit department when the auditor implement an audit စရင်စက်ကနေပြီးတော့စရင်ကိုစစ်ဆေးတဲ့အခါမှာဒီသတင်းချက်လက်လုံခြုံရေးကွန်ပျူတာစာကိုစုစည်းထားတဲ့စာတစ်စောင်ကိုမှဘယ်ကိုပို့မှာလဲဆိုလို့ရှိရင်စစ်ဆေးဌာနကိုမှ presented လုပ်မယ်တင်ပြထားတဲ့ဟာလားတဲ့နံပါတ်2ကကြတော့ accommodation of the standard and guideline used by the auditor for implementing an audit စီးရင်စစ်ကနေပြီးတော့နော်ဒီစီးရင်ကိုပြုလုပ်ဖို့ရန်အတွက်ကိုအသုံးပြုထားတဲ့စံနှုန်းတွေလမ်းညွှန်ချက်တွေကိုစုစည်းထားတဲ့စာတစ်စောင်လားနံပါတ်4ကကြတော့ a document that must be disclosed along with the audit report to prove that the auditor has fulfilling his or her obligation with proper attention ဒီသူ့ရဲ့ပေါ့နော်စင်ရင်စက်ကနေပြီးတော့သူ့ရဲ့တာဝန်တွေကိုနော်ဒီတည်တည်ချာချာအယုံဆိုင်ပြီးတော့မှအလုပ်ငန်းကို အလုပ်ကိုတာဝန်ကျေပြွန်စွာနဲ့ပြုလုပ်ထားတဲ့စင်ရင်စစ်ဖြစ်ကြောင်းကိုတက်တည်ပြဖို့ရန်အတွက်ကို သူကဒီစင်ရင်မှတ်တမ်းနဲ့အတူ ထုတ်ဖော်ပြီးတော့ထည့်ပေးလိုက်ရမယ်စာရဆောင်ရံတစ်ခုလားတဲ့ audit wall paper ဆိုတာကနံပါတ်ဒီကကြတော့ and execution record of the auditing procedure by an auditor စင်ကိုင်တော်ဦးကနေပြီးတော့မှဒီစစ်စေးရေးနဲ့ပတ်သက်တဲ့เนาะလှုပ်ထုံလုပ်နည်းတွေဒါမှမဟုတ်လို့ရှင် စီမံချက်မှတ်တမ်းတွေရဲ့တစ်ခုမှတ်တမ်းတစ်ခုဖြစ်မယ်တဲ့ and is from the business or the audit opinion နော်ဒီစည်းရင်းစက်နိုင်တဲ့ခြေမြင်ယူဆချက်တွေကိုမှအခြေခံပြီးတော့မှဖွဲ့စည်းထားတဲ့ form form ပုံစံလေးတစ်ခုလာတဲ့အဲ့လိုမျိုးမိထားရတယ်ပေါ့နော် audio wallpaper ဆိုတာကအဲ့တော့ audio wallpaper ဆိုတာကကျတော့ဒီစီးရင်ကိုင်းတအုပ်ကနေပြီးတော့မှသူစစ်စေးနဲ့ပတ်သက်တဲ့ဟာတွေကိုသူနော်ထည့်ပြီးတော့မှနော်စဉ်းစားပြီးတော့မှအခြေခံပြီးတော့မှဆွဲထားရတဲ့နော်စာစာတန်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင်းမလို့နံပါတ်59အတွက်အဖြေမှန်လေးကတော့နံပါတ် D ဖြစ်ပါတယ် an execution record of the auditing procedure by an, an auditor is found the visit or the audit opinion ဖြစ်ပါတယ်နော်ဗီဒီယိုလေးကိုစောင့်နေကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှပြန်ပြီးတော့တွေ့ကြပါမယ်